ပြန်လည်တီထောင်ရေးအတွက်ဆိုလို့ရှင်တော့အဓိကနံပါတ်၁ကစိတ်တက်ခွန်အားအရန်ရေးကြီးပါတယ်ကျုပ်ဆိုလို့ရှင်မိသားစုထဲမှာ ဆုံးရှုံးသွားပြီးအသက်သိဆုံးသွားတဲ့လူတွေရှိသွားတဲ့ပုံမှာဟိုကိုကိုကိုမဖြေဆဲနိုင်မဲနဲ့ကိုကိုကိုလောက်ကြံသွားပြီးတော့ပေါ့နော်ဟိုသိစင်းနေရဆိုလူတွေလည်းတွေးနေရအကြားနေရစိတ်မကောင်းဘာပဲဖြစ်ပါကြံနေသေးတဲ့ဘဝမှာအတိတ်ပဲရှိအောင်နေထိုင်သွားဖို့ပဲရည်ကြီးတယ်အဲ့တော့အဓိကစိတ်တက်မာပြီးတော့ပေါ့နော်တန်တန်မာမာနဲ့ဖြတ်သန်းရမယ်ပြီးတော့ လိုအပ်တာကတော့ဒါငွေကြေးပေါ့နော်ဟိုငွေမရှိလို့ရှိရင်ပဲຢာမတိဆောက်လို့မရဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့အခုနောက်ပိုင်းလှူမယ်ဆိုလို့ရှိရင်ပေါ့တကယ်ဒုက္ခရောက်နေတဲ့လူတွေကိုငွေကြေးတတ်နိုင်တဲ့ပမာဏတစ်ခုရအောင်စုနေရပေါ့ကိုယ့်ရဲ့နိုင်တဲ့အင်အားလေးနဲ့အင်အားစုတစ်စုလားနှစ်စုလားကိုယ်နိုင်တဲ့လောက်လေးကိုကိုကူညီပေးနိုင်မယ်ဆိုသူတို့ဘွားလေးပြည်လဲသွားရင်ကျွန်တော်လည်းအဲကိုကိုတိုင်ရဲ့လှူအားရောသူများတွေအတွက်ကူညီပေးရအောင်အများကြီးရမှာပါပေါ့ ခုငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပထမဦးစွာတကယ်ကိုစိတ်မကောင်းဖြစ်ရတယ်လို့ပြောချင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားတွေအကုန်လုံးဘေးဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်လည်းပြည်သူပြည်သားတယောက်အနေနဲ့ပေါ့နော်ရင်ထဲမှာတော်တော်လေးကိုစိတ်ထိခိုက်ကြေကွဲရပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဆက်ရှင်မိုက်တော်ရဆရာတော်ထံမှာပေါ့နော်ကျွန်တော်အလုံးငွေ30လူတန်းခဲ့ပါတယ်အဲ့ချိန်မှာကျွန်တော်လည်းတူတူလူကျင်နေဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေပြိသက်တွေရတယ်ပါဝင်ကြတဲ့အခါကျတော့ ဘုံဘုံစီမှာအလူငွေ380နီးပါးလောက်တော့ကျွန်တော်တို့လူဖြစ်ခဲ့ရပေါ့เนาะနောက်ထပ်လည်းအဲကျွန်တော်တို့ဆက်သွယ်လာတဲ့ပြည်သက်တွေမိတ်ဆွေတွေရှိတယ်အဲဒီနေ့အထိပေါ့ထပ်ပြီးအလူငွေတွေပေးပို့ကြတယ်အခုထပ်ပေးပို့ထားတဲ့ငွေတွေကကျတော့ထိုင်းနိုင်ငံမှာရောက်ရှိနေတယ်အဲမြန်မာလူမျိုးတွေပေါ့เนาะသူတို့လာနေပြီးတော့လည်းဒါမြန်မာပြည်သူပြည်သားတွေအတွက်တတ်နိုင်တဲ့ဘက်ကနေလူတန်းကျင်နေဆိုပြီးတော့အခုကျွန်တော်တို့အလူငွေလွှဲထားတာဆိုလို့ရှင်တော့30လောက်ရှိပြီပေါ့เนาะ ဘယ်လိုဆိုတော့နောက်ထပ်ဆက်သွယ်လာတဲ့အလူရှင်တွေပေါင်းပြီးတော့ရတဲ့ငွေလေးတွေကိုဒီတစ်ခေါက်ပဲလို့လူမလဲလို့စိတ်ကူးထားရဲဆိုတဲ့အခါကျတော့အဲတကယ်ကိုအိမ်ပြိုသွားပြီးတော့ဒုက္ခရောက်နေတဲ့ဒီမိသားစုတွေလက်ထဲကိုပေါ့နော်ကျွန်တော်ရအောင်အဲလှူဒန်းပေးဖို့အတွက်စီစဉ်နေပါတယ်ခင်ဗျာပြန်လဲတီထောင်ရေးအတွက်ဆိုလို့ရှင်တော့အဓိကနံပါတ်1ကစိတ်တက်ခွန်အားအရန်ရေးကြီးပါတယ်ကျိုးဆိုလို့ရှင်မိသားစုထဲမှာ ဆုံးရှုံးသွားပြီးအသက်သေဆုံးသွားတဲ့လူတွေရှိသွားတဲ့ပုံမှာဟိုကိုကိုကိုမဖြေဆဲနိုင်မဲနဲ့ကိုကိုကိုလောက်ကြံသွားပြီးတော့ပေါ့နော်ဟိုသေခြင်းနေရဆိုလူတွေလည်းတွေးနေရအကြားနေရစိတ်မကောင်းဘာပဲဖြစ်ပါကြံနေသေးတဲ့ဘဝမှာအတိတ်ပဲရှိအောင်နေထိုင်သွားဖို့ပဲအရေးကြီးတယ်အဲ့တော့အဓိကစိတ်သက်မာပြီးတော့ပေါ့နော်တန်တန်မာမာနဲ့ဖြတ်တန်းရမယ်ပြီးတော့လိုအပ်တာကတော့ဒါငွေကြေးပေါ့နော်ဟို ငွေမရှိလို့ရှိရင်ပဲຢာမတိဆောက်လို့မရဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့အခုနောက်ပိုင်းလှူမယ်ဆိုလို့ရှိရင်ပေါ့တကယ်ဒုက္ခရောက်နေတဲ့လူတွေကိုငွေကြေးတတ်နိုင်တဲ့ပမာဏတစ်ခုရအောင်စုနေရပေါ့ကိုယ့်ရဲ့နိုင်တဲ့အင်အားလေးနဲ့အင်အားစုတစ်စုလားနှစ်စုလားကိုနိုင်တဲ့လောက်လေးကိုကိုကူညီပေးနိုင်မယ်ဆိုသူတို့ဘွားလေးပြည်လဲသွားရင်ကျွန်တော်လည်းအဲကိုကိုတိုင်ရဲ့လှူအားရောသူများတွေအတွက်ကူညီပေးရအောင်အများကြီးရမှာပါဟုတ်ကိုကိုတိုင်းဖြစ်ခဲ့ရောဆိုတဲ့စိတ်ကြီးရလေစိတ်ထဲမှာခံစားကြည့်တဲ့အခါမှာဘလို့မှအဆင်မပြေဘူးပေါ့နော် ဟိုကိုချင်းစာပေးကြည့်လို့ရတယ်အခုတိုက်ပြိုပါတဲ့လူတွေရဲ့နေရာမှာငါးသာဖြစ်ခဲ့ရင်ဆိုလို့ရှင်ဘလို့ယုံထွက်ကြမလဲအခုအသက်ရှင်ရက်နဲ့ပြန်ထွက်လာနိုင်တဲ့လူတွေကိုလည်းအရန်လဲဝမ်းသာပီတိဖြစ်မိတယ်ပေါ့နော်သူတို့ကိုလည်းချီးလက်ကြည့်ကျူးတယ်သူတို့ဘလောက်တောင်မုန်းကျက်မှုတွေနဲ့ယုံထွက်ခဲ့ရလဲဆိုတော့အရာကိုပြန်စဉ်းစားလိုက်ရင်တောင်မှ မေးတောင်မှမေးထွက်ရဲဘူးပေါ့နော်အဲပြီးတော့အသက်ဆုံးရှုံးသွားတဲ့လူတွေဘက်ကနေပြီးတော့ကြည့်ကြည့်ပြန်ရှင်လဲဘလို့မှ ဖြည့်စင်နိုင်မှာမဟုတ်ဘူးဝန်းကျင်မှုတွေစာလောင်မှုတွေเนาะခန္ဓာကိုယ်မှာဒီလေးလံတဲ့အရာတွေပြီးပြီးတော့နာကျင်မှုတွေနဲ့ကိုယ်သူကဲသူမရှိပေါ့เนาะယုံကြံလို့မရတဲ့အနေအထားတွေကိုကြော်ဖြတ် နေရမှာဆိုပြီးတော့တွေးပြီးတော့လည်းတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်အဲ့အတွက်ကျွန်တော်လုပ်ပေးနိုင်တာကတော့အသက်ရှင်ရရှိနေတဲ့လူတွေအတွက်ဆိုလို့ရှိရင်လှူဒန်းမှုတွေလုပ်ပေးနိုင်တယ်ပြီးတော့ ွယ်လွန်သွားရတဲ့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်မြေတားဖို့အမျှဝေစုတောင်းမှုတွေလုပ်ပေးတယ်ပေါ့နော်နောက်တစ်ခုကဒီငလင်ရနေပြီးတော့ကျွန်တော်တို့အားလုံးကိုအဲတရားပြလိုက်တာတော့ပေါ့နော်မနှက်ပြန်ဆိုတာဘာမှမသေးစားဘူးသေစားတဲ့ဒီနေ့ပြစ်ဆုံးပံမှာအားလုံးပျော်ပျော်ရွှင်ရွှင်စီစီလုံးလုံးနဲ့မေတ္တာတရားနဲ့နေထိုင်သွားဖို့ပဲလိုအပ်တယ်ဆိုတာကိုသိလာရတယ်။အဲအခုဆိုလို့ရှိရင်ဘလောက်ပဲဆန်းတာတဲ့လူဖြစ်ဖြစ်အခြေခံလူတန်းစားဖြစ်အကောင်လုံးကတသားတည်းဖြစ်သွားပြီပေါ့နော်။အဲ့ဒီ ဒီငလျင်တန်းကြောင့်အိမ်နေပြိုတဲသွားတယ်ဆိုရဆိုလို့ရှိရင်တထည့်လည်းပါတာပဲလူလက်တန်းစားလည်းပါတာပဲဒီချိန်မှာအကောင်လုံးကအတူတူစာနာမှုတွေနဲ့ဖေးမမှုတွေနဲ့တယောက်နဲ့တယောက်ရိုင်းမင်းလာကြတဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့တော့မေတ္တာတရားတွေအချင်းချင်းသားမှာပေါ့နော်ရှိလာကြသလိုအဲတကယ်ငလျင်တန်းမှာခံခဲ့ရတဲ့မြို့မှာရှိနေတဲ့အခြားသော ျွန်တော်တို့လိုမျိုးပြည်သူပြည်သားတွေဆိုရင်လည်းဒုက္ခရောက်နေတဲ့ငလျင်တန်တင်းတဲ့ပြည်သူတွေကိုကူညီခြင်းနဲ့ဒိုင်းမင်းခြင်းနဲ့စာနာစိတ်တွေဒါတယောက်နဲ့တယောက်ကြားမှာဖြစ်ပေါ်လာကြတယ်။ဒါဒီကျွန်တော်တို့ဒါဖျားဟောနေဆိုလို့ရှိရင်တော့ဒါပြမဆိုတရားပေါ့နော်။ပြမဆိုတရားတွေရရှိလာရလို့ခံစားရတယ်။အဲ့တော့ပြမဆိုလက်ကင်ထားဖို့ကအရင်ကြီးကြီးပါတယ်ဆိုတော့တရားနဲ့ညီကျွန်တော်တို့တယောက်နဲ့တယောက်ဟိုမေတ္တာတရားတွေဆက်ပြီးတော့ပွားများသွားဖို့ရည်ကြီးပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါအခု ဂလင်တန်ရရှိသွားတဲ့လူတွေမှာအဓိကတော့စိတ်သက်ပေါ့နော်။ကြပါနဲ့အသက်ရှင်ခွင့်ပေးသေးတယ်ဆိုတဲ့အရာပေါ်မှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘဝမှာအသေးပဲရှိတဲ့အရာတွေကိုဖြတ်တန်းဖို့အတွက်ကိုကျွန်တော်တို့အသက်ရှင်ခွင့်ပေးနေရလို့ပဲခံယူပြီးတော့နေ့ရက်ဒီတိုင်းမှာကုသိုလ်ပညာဥစ္စာရအောင်စူးစမ်းပြီးတော့ဆောင်ရွက်သွားနိုင်မယ်ဆိုလို့ရှိရင်ရှိရလူတွေဖြစ်လာမှာပါ။ဘယ်ဘာသာမှမဆိုပါကိုကိုးကွယ်တဲ့ဘာသာကိုလည်းယုံကြည်စွာနဲ့ဆက်ပြီးတော့အဲအားထုတ်မယ်ဆိုလို့ရှိရင်တော့ ကောင်းမွန်တဲ့နေ့ရက်တွေကိုရရှိမယ်လို့မျှော်လင့်ပါတယ်